ဖြစ်တော်သူများအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့အိမ်အောင်ပြုကြတဲ့ခါမှာပဲဖြစ်ဖြစ်ပေါ့နော်။နာမည်မှဲ့တဲ့ခါမှာပဲဖြစ်ဖြစ်တချို့ပကမိနေတာကျမတွေ့တယ်သိလား။ဥမာဘေးရင်ကျမဘေးရင်တွက်တဲ့ခါကျရင်ကျမကနီးတော်တော်များများနဲ့ကျမဘေးရင်တွက်တယ်နော်။မဟာဘုံနဲ့လည်းတွက်တယ်။နောက်ဆန်းဘေးရင်ပေါ့နော်။နောက်အင်္ဂဝိဇ္ဇာဒါတွေနဲ့တွက်တဲ့အပြင် အဲအနောက်တိုင်းနက္ခတဗေဒလည်းအခုကျမလေးလာတင်ထားတော့ဒါလေးကိုလည်းကျမစမ်းပြီးတော့တွက်တယ်အနောက်တိုင်းနက္ခတဗေဒရောအရှိတိုင်းနက္ခတဗေဒရော ပေါ့နော်ဆိုတော့ကျမဗေဒင်တွက်နီးပေါင်းလည်းတော်တော်များပါတယ်ကျမအဲ့လိုတွက်တဲ့ခါကျတော့ကျမတွေ့လာတဲ့ဟာလေးတွေကိုလည်းကျမကျမစာအုပ်လေးတုပ်ထဲမှာကျမသေသေချာချာမှတ်ထားတယ်တနေ့ကျရင်ကျမသားသမီးတွေတဲကပေါ့နော်ဒီဘေးရင်ပညာကိုလိုက်စားတဲ့သားသမီးမျိုး ေါ်ခဲ့ရင်လေဒီစာအုပ်ကိုကျမအမွေပေးမယ်ပေါ့နော်အဲအဲ့လိုပဲမဟုတ်ဘူးကျမသားသမီးတွေမှာတော့မရှိဘူးဒါပေမဲ့ကျမရဲ့တပည့်တွေကအခုကျမဘီလင်းသင်ပေးနေတယ်ပေါ့နော်အဲ့ဒီဘီလင်းသင်ပေးနေတဲ့တပည့်တွေကနော် ကျမရဲ့စာအုပ်ကိုအမြတ်တနိုးနဲ့လေ့လာပြီးတော့နော် သုံးမဲ့တပည့်ပေါ်မယ်ရှိမယ်ဆိုလဲကျမကအလားမျိုးဘူးကျမကပေးခြင်းတယ်ပေါ့နော်အဲအဲ့အားကြောင့်ကျမကကျမတွေ့တဲ့အခုဆိုရင်လူပေါင်း6000ကျော် ကျွန်မဟောစရံပေါင်း6000ကျော်ကျွန်မဟိုဟောကြပေးပြီပေါ့နော်6000ကျော်ဆိုတော့ကျွန်မမှလည်းအတွေ့အကြုံကလည်းတော်တော်ရတယ်လို့ပြောရမလားမသိဘူးเนาะအဲ့လိုမျိုးဆိုတော့ဒါလေးတူကျွန်မပြောချင်တယ်เนาะ နာမည်ပေးတဲ့အခါမှာလေဒီပကတ်မိတာကတော်တော်ဂရုစိုက်ရတယ်တချို့လူတွေကနာမည်ကိုနော်ကျမတို့ကအထွန်းမှာရှိတဲ့နာမည်အဓိပတိမှာရှိတဲ့နာမည်အမည်အညွန့်နဲ့ပေးတဲ့လူအမျိုးမျိုးရှိတယ်နာမည်ပေးနေမှာနော်ကလေးတွေနာမည်ပေးနေမှာအမျိုးမျိုးရှိတယ်များသောအားဖြင့်မဟာဘုတ်ပေါ်မှာပဲမူတည်ပြီးတော့ပေးကြတာလေတွေ့တယ်ပေါ့နော်မြမရိုးရာနီးနဲ့တွေ့ကြတွေ့တယ်ပေါ့နော်အဲ့တော့ကျမကပြောချင်တာကမြမရိုးရာနီးနဲ့ပဲပေးပေးနော်ဘလို့နီးနဲ့ပဲပေးပေးအရေးကြီးတာက เนาะကျမတို့ don't do ကိုမလုပ်ရင်ပြဿနာမရှိဘူးလူတွေကလှုပ်တဲ့လှုပ်ထိုက်တာကိုမလှုပ်တာကတိတ်အနေမများဘူးမလှုပ်တဲ့မလှုပ်ထိုက်တဲ့ don't လုံးဝမလှုပ်ရဘူးဆိုတော့ don't ကိုလှုပ်တာကအင်မတန်ကိုအန္တရာယ်များတယ်ဘေးရင်ပညာမှာလည်း do ကိုမလှုပ်တာပြဿနာမရှိဘူး don't မလုတ်ရပါဘူးဒါကတော့လုံးဝကိုဒီလိုနီးဒါကတော့မလုတ်သင့်ပါဘူးဆိုတဲ့အရာကိုကျမတို့ကစောင့်ထိန်ပြီးတော့မလုတ်ဖဲနေရမယ်ပေါ့နော်အဲ့တော့ဒီညမှာကျမ တက်ခတ်ကြတယ်ဆိုတာเนาะမဟာဘုံမှာဘယ်အကျွင်းမဲဖြစ်ဖြစ်เนาะကျမတို့ဘယ်အိမ်နဲ့ဘယ်အိမ်ဆိုရင်မယူသင့်ဘူးပေါ့เนาะကျမတို့ဒီဟိုလာဆိုဟာပေါ့ကျမတို့ရံဘက်မိတ်ဖက်လို့ပဲလीเนาะကျမတို့တချို့ဖူးစာတွေဟုတ်လားကြည့်တွေ့ကြတယ်ပေါ့เนาะအဲတချို့ဟာတွေဆိုရင် ကျမတို့လက်မထက်သင့်မဲနဲ့လက်ထက်တဲ့ခါကျတော့เนาะ အိမ်တော်ကြီးအဆင်မပြေတာတွေဟလာနော်ဖူးစာတို့ရဲ့ကန့်ကြမှာပေါ့နော်ဒါတွေရှိတယ်အဲ့တော့အချိန်တန်ရွယ်ရောက်ပြီဆိုရင်တော့ဒါအိမ်တော်ပြုတ်ကြမှာပဲအိမ်တော်ပြုတ်တဲ့ခါကျတော့တချို့ကလည်းအဲနေနံမေးပြီးမှပဲကြိုက်ရမှာလားအဲ့လိုမျိုးပြောကြတယ်ပေါ့နော်ဒါပေမဲ့ကျွန်မအယူဆတော့ကျွန်မအိမ်တော်ကြတော့ကလည်းကျွန်မအမျိုးသားကိုကျွန်မဘေးရင်မေးရမေးတယ်ကျွန်မအမျိုးသားကတော့သူကဘေးရင်မတက်ဘူးကျွန်မကတော့ဘေးရင်တက်တယ်ဘေးရင်တက်တဲ့အတွက်ကျွန်မကငိုလေးကကျွန်မက ကျမအိမ်တော်ကိုရီးစားထားလေကျမဘုံတဖူးကိုပဲထားမယ်။ဘာဖြစ်လို့လဲလို့ပြောရင်ကျမကငါးကျင်းငါးကျင်းအဓိပတိဖြစ်တဲ့အတွက်ဘုံတဖူးကကျမအထွန်းမှရှိတယ်။နော်နောက်တစ်ခုကကျမရဲ့ဒီနက်ခတ်မှာလဲကျမကဘုံတဖူးကနေဆဘင်္ဂါယုတ်ကျမရတယ်။နော်အဲ့ဒါကြောင့်ကျမကဘုံတဖူးသားသမီးဟာကျမအတွက်တတ်တာလုံးအတွက်ဘုံတဖူးသားသမီးကအင်မတန်အကျိုးပေးတယ်လို့ကျမကလက်ခံတယ်။ဘေးရင်တက်တဲ့အတွက်အဲ့တော့ကျမရီးစားထားရင်လဲဘုံတဖူးကိုပဲထားမယ်ဆိုပြီးတော့ကျမ ဟိုအဖြည့်ပေးမဖြည့်မပေးခင်ကျမဟိုကြိုက်တယ်ဆိုလေကျမဘာနိနံသားလဲနာမည်ကိုကြည့်ပြီးကျမစဉ်းစားထိုင်อืมဒါဗုဒ္ဓဖူးသားဆိုရင်တော့โอเคဗုဒ္ဓဖူးသားဆိုရင်တော့အဆင်ပြေတယ်ကျမကိုဘယ်လိုပဲပြောပြောဗုဒ္ဓဖူးသားဆိုရင်နော်တို့အပြောဆိုတော့ကြမ်းကျင်ကြမ်းမယ်နော်ဒါပေမဲ့ကျမပေါ်မှာပေါင်းလိုက်မယ်ပေါ့အဲကျမအဲ့လိုမျိုးဗီဒင်နဲ့ကျမတွက်ပြီးတော့ရေးစားထားတယ်အဲ့ အိမ်အောင်ပြုတော့မယ်လက်ထပ်တော့မယ်ဆိုတော့လေကျမကကျမသူ့ကိုလက်ထပ်မယ်ဆိုတော့ကျမဟိုဘေးရင်တင်ပေးတဲ့ကျမရဲ့ဘေးရင်ဆရာဘဘရှိတယ်အဲ့ဒီဘေးရင်ဆရာဘဘက RID ကနေကြောင်းပြီးတယ်ပေါ့နော်ဆရာဇော်ဝင်းမြင့်နဲ့ RID ကနေကြောင်းပြီးတယ်အဲကျမဖေဖေကလည်းဘေးရင်တက်တယ်ဒါမှမဟုတ်အဲ့ဒီချိန်တော့ဖေဖေကအဖမ်းခံနေရတဲ့အတွက်ဖေဖေအိမ်မှာမရှိဘူးပေါ့နော်အဲ့တော့ကျမလက်ထပ်တော့မယ်အိမ်အောင်ပြုတော့မယ်ဆိုတော့အဲကျမကျမခင်မွန်းရဲ့ ဇာတာကိုဇာတာပေါ့မွေးနေ့မွေးရက်တွေအချိန်တွေအားလုံးမေးပြီးတော့ဘဘဥဆောင်ဝင်မြင့်ရှိမှာကျမမေးတယ်ဇာတာစစ်တယ်ပေါ့နော်စစ်တဲ့ခါကျတော့အဲ့ဒီဘဘကကျမတို့နှစ်ယောက်စလုံးကိုပဲခေါ်ပြောပါတယ်သူကပြောတယ်တမီးတမီးအဲ့တော့ဆိုရင်တော့ तू ကပထမဒန်းစာသရိုးသားဖြစ်မယ်နော်ကျမအတွက် तू ကကျမအတွက်အကျိုးပေးတဲ့ခင်မွန်းနော်ဒါပေမဲ့သူ့ကိုပြောတယ်မင်းစဉ်းစားတော့ ဒီကောင်မလေးကိုမင်းကယူတယ်သူ့ကိုမင်းကလက်ထက်တယ်ဆိုရင်သူကမင်းအတွက်ကန်ကြွေးဆက်ရတဲ့မိမဖြစ်လိမ့်မယ်မင်းအတွက်ဆိုရင်တော့ तू ဟာပထမဒန်းစားအိမ်တော်ဘက်လုံးဝမဟုတ်ဘူးဆိုတော့ဘာကြောင့်လဲဆိုတော့ကျမရဲ့သူ့ရဲ့မရဏမှာကျမရှိတာနော်အဲ့တော့အဲ့လိုပြောတော့ तू ဟာဟာရတယ်ရတယ်တဲ့ဘလောက်ပဲကန်ကြွေးဆက်ရကန်ကြွေးဆက်ရဆက်မယ်ပေါ့နော်အဲ့ဆိုအဲ့လိုဖြစ်လာတော့တကယ်လဲ तू ဟာကျမအတွက်ဆိုရင်အမြဲတမ်းကန်ကြွေးဆက်ရတဲ့လူပေးဆက်ရတဲ့လူ ဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့တော့ကတော့ جماعه ရာဟာရတယ်ပထမတန်းစားအိမ်တော်ပဲရတာကောင်းတယ်ပေါ့ဟဲ့အဲ့လိုမျိုးကူကလူငယ်စိတ်နဲ့ကျင်နဲ့ခဲ့ပေမဲ့အခုလိုအချိန်အခုလိုအသက်ရရောက်တဲ့ခါကျတော့ جماعه ခင်မုန်း جماعه တနာတယ်သိလားဘာကြောင့်လဲဆိုတော့မြစ်တာပေါ့နော်တနာတယ်အော်သူခမားငါ့ကိုအမြဲတမ်းနော်ကျမနဲ့ပတ်သက်ရင် तू อ่ะအမြဲတမ်းဟိုအနစ်နာခံရတယ်ပေးဆပ်ရတယ်အခုဆိုလေကျမသူ့ကိုထားပြစ်ခဲ့ရတာပဲလीเนาะထားခဲ့ရတာပဲ ဆိုတော့အော်လို့အဲ့လိုမှငါအဲ့ကလေးကလို့ငါမျက်မျက်တက်တက်စဉ်းစားခဲ့ရမှာလို့အဲ့ဒီအသက်အစိတ်ကလောက်ကလေးကငါမျက်မျက်တက်တက်စဉ်းစားခဲ့ရမှာလို့အဲ့လိုလေကိုကတွေးပါတယ်ဒါပေမဲ့ဖူးစာပဲဖြစ်တော့ပြောလို့မရဘူးသူကတော့ جماعه အတွက်ကိုတကယ်ကိုအင်မတန်ကောင်းတဲ့ခင်မုန်းကောင်းကို جماعه ရတယ်ဒါပေမဲ့ جماعه သူ့အတွက်ဇန်ဒီကောင်းတယောက် ဖြစ်ဖို့ကြတော့ခက်ခဲသွားတာပေါ့နော်ဆိုတော့အဲ့ဖူးစာဘက်တွေရဲ့ကံကြမ္မာဆိုတာလေဒါမယုံလို့တော့မရဘူးပေါ့နော်အဲ့လိုပြောချင်တာအဲ့တော့ကျမပြောမယ်နော်အဲ့တော့မှတ်ထားပါဒါလေးကို မှတ်တမ်းလေးလုတ်ပြီးတော့တင်ထားမှတ်ထားလို့ရတယ်ဘာလို့လဲဆိုတော့ဘေးရင်ပညာတက်တဲ့သူဟာကိုယ့်ရဲ့မိသားစုကိုလေကိုကနော်ဒီပညာနဲ့ပြန်ပြီးတော့ကာကွယ်ပေးနိုင်တယ်နော်ကိုယ့်ရဲ့သားသမီးညီကိုမောင်မကိုယ့်ဆွေမျိုးသားချင်းဒါတွေကိုဘေးရင်ပညာတက်တယ်ဆိုရင်ကိုကသူတို့ရဲ့ကံကြမ္မာကိုကြိုဟောပြီးတော့နော်သူတို့ကိုကံအားနေနေတယ်ကံဆိုးနေတယ်ဆိုရင် ရေရာတွေပေးတာဂယုတဆိုင်နေထိုင်ခိုင်းတာဟဟလာအဲ့လိုမျိုးနဲ့နော်ကြိုတင်ပြီးတော့ပြင်ဆင်ထားဖို့ အခွင့်အရေးရတယ်เนาะအဲ့ဒါဘေးလင်းပညာတတ်တဲ့လူတွေကတခြားလူတွေထက်ခေါင်းတလုံးပိုပြင်းတယ်ဘာဖြစ်လို့လဲလို့ပြောသူတို့ကကြိုးပြင်းစင်ဖို့အတွက်အချိန်ရတာသူတို့ကเนาะအဲ့ဒါကြောင့်ကျွန်မအမြဲတမ်းပြောတယ်တစ်နှစ်တစ်ခါတစ်နှစ်တစ်ခါတော့လူတိုင်းကန့်စစ်ပါဘာကြောင့်လဲဆိုတော့လူအမှန်တော့6လတစ်ချိန်လူတွေရဲ့ကံဟာပြောင်းနေဂျူရီပြောင်းတိုင်းကောင်းငင်ဘဝဂျူရီပြောင်းတိုင်းလူတွေရဲ့ကံချမာတွေဟာပြောင်းနေ နော်အဲ့တော့6လတစ်ချိန်လောက်ကိုယ့်ရဲ့ကံကို ပုံမှန်စစ်နိုင်မှကိုကဩဒီကာလကတော့ငါကံတက်နေတဲ့ကာလဒီကာလကတော့ကိုကံညံ့တဲ့ကာလဆိုတာကိုကိုကသေးသေးချာချာသိပြီးတော့နော်ကံတက်နေတဲ့ကာလဆိုလေကိုအလုံးလောက်ရမယ့်အလုပ်တွေကိုကိုကရေရေဝွင့်ဝွင့်နဲ့လုပ်လို့ရဟာငါကံကောင်းနေတယ်ကံကောင်းနေတဲ့ခါကျတော့ကံတရားရဲ့အထောက်ပံ့ကရတယ်ရတော့ကိုကနော်စူးစားတယ်ဆိုရင်လည်းနှစ်ဆလောက်ကိုကတက်သွားနိုင်တယ် ကံအားနည်းနေတယ်ဆိုရင်ကံတရားရဲ့အထောက်ပံ့ကမရဘူး။ဘာကူကလဲကံအားနည်းနေတဲ့အခါမှာဉာဏ်နဲ့ဝိရိယနဲ့ကူရတယ်။အဲဒါကြောင့်ဗုဒ္ဓမြတ်စွာဘုရားကလေဟောခဲ့တယ်ကံဉာဏ်ဝိရိယနော်။အဲ့တော့ကံတစ်ခုတည်းကိုပဲအားကိုးလို့မရဘူး။ဉာဏ်နဲ့ဝိရိယအထူးသဖြင့်ကံအားနည်းနေတဲ့ကာလတွေမှာကျမတို့ကဉာဏ်နဲ့ဝိရိယအားမပါဘူးဆိုရင်အဲ့လူကပို့ပြီးတော့ဒုက္ခရောက်တယ်ပေါ့နော်။ အဲ့တော့ကိုယ့်ရဲ့ကံဟာ အခုကောင်းနေသလားညံ့နေသလားအားကောင်းနေသလားအားနေနေသလားဆိုတာကို လူတိုင်းကသိတဲ့ เนาะအဲ့တော့အခုကျမဗေဒင်ပညာသင်ပေးနေတယ်သင်တန်းမှာကျမအားလုံးကိုသင်ပေးတာเนาะတချို့ကမေးတယ်ကျမကိုဟဲဆ ्याम ကဗေဒင်ပညာကိုဆ ्याम ရဲ့ fan တွေကိုဗေဒင်ပညာသင်ပြီးတော့သူတို့ကဆ ्याम ရှီမှာမမေးတော့ဘူးဆိုရင်ဆ ्याम စီးပွားရေးမထိခိုက်ဘူးလားတဲ့မေးတယ်သိလားเนาะကျမကပြုံးမဲ့ပြုံးနေဘာကြောင့်လဲဆိုတော့ကျမကျမအဓိကဒီဗေဒင်ဟောနေတာကျမအဓိကစီးပွားရေးလုပ်နေတာမဟုတ်ဘူးငွေအတွက်ကျမဗေဒင်ဟောတာမဟုတ်ဘူးเนาะ เนาะကြီးကြီးကျယ်ကျယ်ကြီးကျမရှောက်ပြီးမပြောခြင်းမူเนาะတကယ်ပါတကယ်ပါငွေအတွက်ဘေးရင်ဟောတာမဟုတ်ဘူးအဲအများကိုကူညီခြင်းလို့ကဲတင်းအဲ့လိုမျိုးတွေလေကျမမပြောခြင်းမူကျမရဲ့ကန်တရားကအခုအချိန်မှာ ကျမဒီဘေးရင် ဟောတဲ့အလုပ်ကိုလုပ်ရမယ်ဆိုတဲ့အကြောင်းနဲ့အကျိုးစုံလာတဲ့အတွက် ကျမဘေးရင် ဟောတာပေါ့เนาะအဲ့တော့ဟာဒီလူတွေကိုယ့်ရဲ့ကိုယ့်ရှိမှာဘေးရင်မမင်းမှာဆိုးလို့ဆိုတဲ့เนาะဟိုစိတ်နဲ့တော့ကျမက ကျမတို့ကိုမျှဝေခြင်းနဲ့လူတိုင်းကိုကျမကဘေးရင်ပညာတက်စေခြင်းနဲ့ဘာကြောင့်လဲဘေးရင်ပညာတက်တဲ့အခါမှာကုမိသားစုကိုဘေးရင်ပညာနဲ့ကာကွယ်ပေးနိုင်တယ်ဒါကြောင့်ကျမကတက်စေခြင်းတာအထူးသဖြင့်เนาะ CDM လုပ်ခဲ့တဲ့เนาะကျမချစ်တဲ့သူတွေဘေးရင်ပညာတက်တဲ့အခါမှာပေါ့เนาะအသက်မွေးဝမ်းကြောင်းပညာတစ်ခုဖြစ်ပြီးတော့เนาะသူများကိုဟောနိုင်နေဆိုကျမကျေနပ်တယ်เนาะအဲ့တော့ကျမတက်ကျမသင်ပေးလိုက်တဲ့ပညာနဲ့ နော်ကျမထက်ပိုပြီးနာမည်ကြီးတဲ့ဘီလင်ဆီယာမတွေဖြစ်တာကိုလည်းကျမကြိုက်တယ်ကျင်းတတ်တယ်။ဒါကြောင့်လေ generation by generation ကျမသားသမီးတွေကျမထက်ပိုတော်ရမယ်အဲ့လိုပဲကျမတပည့်ဟာကျမထက်ပိုတော်တာပိုတက်တာကိုပဲကျမကကြိုက်တယ်ကျင်းတတ်တယ်ပေါ့နော်။အဲ့ဒါကြောင့်ကျမတင်ပါတယ်စကားတွေပြောတာအရင်များသွားပြီအဲ့တော့ကျမဆက်ပြောမယ်နော်အဲ့တော့ဟုတ်ပြီ အမျိုးသမီးကအမျိုးသားနဲ့အမျိုးသမီးတနင်္ဂနွေတနင်္ဂနွေလက်ထက်ရင်တဲ့ဘာဖြစ်တလဲတဲ့เนาะကျမအမြင်နဲ့မေးခံရတယ်အဲ့တော့ဒီမှာကျမကဘာဘာဖွားလဲကျမမပြောဘူးတနင်္ဂနွေတနင်္ဂနွေလက်ထက်တယ်ဆိုလို့ရှိရင်တော့เนาะဘယ်လိုပြောမလဲနှစ်ယောက်စလုံးကမီးတက်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 ဖြစ်တဲ့အတွက်လောင်မယ်သို့တော့ခိုင်ငယ်တယ်เนาะခိုင်ငယ်တဲ့အိမ်ောင်ကြီးကိုရပါမယ် တနင်္လာတနင်္လာနှစ်ယောက်နှစ်ဦးစလုံးတယောက်ကလည်းတနင်္လာအမျိုးသားလည်းတနင်္လာအမျိုးသမီးလည်းတနင်္လာတနင်္လာတနင်္လာလက်ထပ်ရင်ပါဖြစ်တယ်လေတနင်္လာဆိုတာအေးဓာတ်ရေဓာတ်ပေါ့နော်နှစ်ဦးစလုံးကအေးအေးချမ်းချမ်းပဲဖြစ်မယ်စီပွားတက်မယ်နော်နှစ်ယောက်စလုံးတနင်္လာတနင်္လာနှစ်ယောက်ဆိုရင်အေးချမ်းမယ်စီပွားတက်မယ်အဲ့လိုပြောလို့ရတယ်တနင်္ဂနွေနှစ်ယောက်ဆိုရင်ပူတော့ပူလောင်မယ်သို့တော့ခိုင်ငယ်မယ်နော်ကွဲဖို့ကွာဖို့ခက်ခဲတယ်ဒါက ရေဘူးရအဟောပေါ့နော်သူတို့ရဲ့နိနံနေနဲ့ဇာတာတွေကိုတော့ပြန်စစ်ဖို့လိုပါတယ်နော်ဒါရေဘူးရအဟောအင်္ဂါအင်္ဂါဆိုလို့ရှိရင်တော့နော်အမျိုးသားလည်းအင်္ဂါအမျိုးသမီးကလည်းအင်္ဂါဆိုရင် အမျိုးသားခိုက်တတ်တယ်နော်အင်္ဂါနှစ်ယောက်မှတစ်ယောက်ခိုက်တယ်ဘသူခိုက်တယ်လဲဆိုရင် အမျိုးသားခိုက်တတ်တယ် ဗုဒ္ဓဘူးအမျိုးသမီးကလည်းဗုဒ္ဓဘူးအမျိုးသားကလည်းဗုဒ္ဓဘူးဆိုလို့ရှိရင်တော့သူတို့နှစ်ယောက်ကအမြဲတမ်းတော့เนาะတယောက်ကိုတယောက်ဒုက္ခပေးနိုင်တဲ့လူတွေဖြစ်တယ်เนาะတယောက်ကိုတယောက်ပြောမယ်ဆိုရင်တော့သူကဗုဒ္ဓဘူးကကြတော့သူကသူ့ရဲ့သဘောကသူကဘယ်လိုပြောမလဲနည်းနည်းတော့လောင်တာပေါ့เนาะတယောက်ကိုတယောက်လည်းသူအနိုင်မခံအရှုံးမပေးအဲအဲ့လိုမျိုးတယောက်ကိုတယောက်เนาะအဲလောင်စေတယ်ပေါ့အနိုင်မခံအရှုံးမပေးတယောက်ကိုတယောက်အရှုံးမပေးဘူးအဲ့လိုမျိုးအိမ်တော်ကြီးဖြစ်မယ်ဒါပေမဲ့เนาะ နှစ်ယောက်စလုံးရဲ့ကြံစီတွေးခေါ်အားကြောင့်ဘဝတိုးတက်လိမ့်မယ်။ဘဝတိုးတက်လိမ့်မယ်။ကြာတပတိကြာတပတိအမျိုးသားလဲကြာတပတိအမျိုးသမီးလဲကြာတပတိဆိုရင်မဖြစ်မလဲလို့ပြောရင်နှစ်ယောက်စလုံးဟာပညာဉာဏ်ကောင်းနဲ့ဘာသာရေးအားကောင်းတာဖြစ်တဲ့အတွက်နော်အတူတူတရားထူတရားမြဲရအောင် အတူတူစူးစမ်းနိုင်လိမ့်မယ်နော်ပြောမယ်ဆိုလို့ရှိရင်တော့နော်တဟဇာတပစ္စယောပေါ့နော်တယောက်နဲ့တယောက်တဟဇာတဖြစ်တဲ့အိမ်တော်ရင်းမျိုးကြွားတတ်တယ် အမျိုးသားအမျိုးသမီးနှစ်ယောက်စလုံးတောက်ကြနှစ်ယောက်စလုံးတောက်ကြဆိုလို့ရှိရင်တော့နော်အိမ်ကတော့အများတန်းစူညံဝေးစီပြီးတော့နော်ဟိုပြောဘယ်လိုပြောမလဲဟိုဟိုပြပြပပပါပေါ့နော်အေးဟိုပြပြပပါ အိမ်တော်ရင်းမျိုးဖြစ်မယ်တယောက်ကိုတယောက်လဲစနောက်ပြောရွှင်အဲ့လိုမျိုးအမြဲတမ်းပဲဟိုအတန်ဒီထွက်နေတဲ့အိမ်မျိုးလိုမျိုးပဲနော်ရေတန်နေနဲ့သချင်းတန်နေနဲ့ဟဲလားဟိုမိတ်ဆွေတွေလဲလာလဲအဲ့လိုမျိုးပေါ့အတန်ဒီထွက်နေတဲ့အိမ်ဖြစ်မယ်နောက်တစ်ခုကတော့ချမ်းသာပျော်ရွှင်ရလိမ့်မယ်ပေါ့နော်အမျိုးသားလဲစနေအမျိုးသမီးလဲစနေစနေနှစ်ခုဆိုရင်နှစ်စနေစနေပေါင်းနေဆိုဘာဖြစ်တယ်လဲလို့ပြောရင်ပြောမယ်ဆိုလို့ရှင်တော့စနေစနေပေါင်းနေဆိုရင်တော့ တယောက်ကိုတယောက် fighting တာ fighting ပေါ့နော်ဟိုတယောက်ကိုတယောက်အနိုင်မခံအရှုံးမပေးတယ်နောက်သူသူ့လိုဝက်ချက်ကိုလိုဝက်ချက်နဲ့နှစ်ယောက်စလုံးသူ့သိလိုဝက်တဲ့နော်အိမ်တော်ရင်းမျိုးဖြစ်နိုင်တယ်နောက်တစ်ခုကတော့တဦးကတော့ခိုက်တက်တယ်နော်အဲ့တဦးကတော့ခိုက်တက်တယ်အဲ့ဒါဘယ်ဟာကိုကြည့်ရမလဲဆိုရင်ဥမာဆိုပါစို့စနေအထွန်းနဲ့ เนาะสนิมรณะဆိုရင်သိကြတယ်တယောက်ကတော့အတီးချိန်ကို ခိုက်တက်တယ်ပေါ့เนาะအဲ့တော့စနေနဲ့တနင်္ဂနွေယူကြရင်ဘာဖြစ်တလဲလေစနေနဲ့တနင်္ဂနွေယူကြရင်เนาะစနေနဲ့တနင်္ဂနွေယူကြရင်စီးပွားကတက်တင်သလားမတက်ဘူး စီးပွားတက်တဲ့လောက်မတက်ဘူးတနင်္လာနဲ့အင်္ဂါယူကြရင်ဘာဖြစ်သလဲတနင်္လာနဲ့အင်္ဂါယူကြရင် အမြဲတမ်းပဲသဘောထားကွဲလွဲမယ်နော်ပြီးတော့တယောက်အိမ်တော်မြဲဖို့အတွက်ခက်ခဲသောကံရှိတယ်ဒါကနိနန်နေပုံမှာပဲပြောတာနော်သူတို့ရဲ့ဇာတာတွေကိုကျမတို့သေချာစစ်ပြီးပြောမှမှန်လိမ့်မယ်နော်ဒါနိနန်နေနေပဲပြောတာအင်္ဂါနဲ့ဗုဒ္ဓဟူဆိုရင်ရောအင်္ဂါနဲ့ဗုဒ္ဓဟူဆိုလို့ရှိရင်ကျမကြီး ညံ့တတ်တယ်เนาะဘသူကကျမကြီးညံ့တယ်လဲဆိုပြောရင်ဘုဒ္ဓဘုရားသမီးကကျမကြီးညံ့တတ်တယ်အင်္ဂါလည်းသွေးတိုးတတ်တယ်ပေါ့เนาะကြာသပတေးနဲ့ဗုဒ္ဓဘူးယူကြရင်ငောတဲ့ကြာသပတေးနဲ့ဗုဒ္ဓဘူးဆိုလို့ရှိရင်တော့စာဝိနေရတော့အတော်အတန်အဆင်ပြေမယ်နော်ကြာသပတေးနဲ့တောက်ကြယူကြရင်ကြာသပတေးနဲ့တောက်ကြယူကြရင်အဆင်မပြေနိုင်ဘူးတောက်ကြနဲ့စနေယူကြရင်ငောတဲ့တောက်ကြနဲ့စနေယူကြရင်ရံဖြစ်မယ်နော်အိမ်တော်တက်ကြလေး စိတ်ညစ်စရာအိမ်တော်ကြီးတော့ကမကင်းတဲ့အိမ်တော်ကြီးကိုဖြစ်လေမျိုးကြုံရတတ်တယ်။တနင်္လာနဲ့စနေယူကြရင်ကောတဲ့။တနင်္လာနဲ့စနေယူကြတဲ့အခါစနေသားသမီးကိုတနင်္လာသား sorry စနေသားသမီးကတနင်္လာသားသမီးကိုနိုင်လိမ့်မယ်။ဒါပေမဲ့လေစီဝါအတန်အသင့်တိုးတက်လိမ့်မယ်။တနင်္လာနဲ့ကြာသပတေးယူကြရင်ကောတဲ့။တနင်္လာနဲ့ကြာသပတေးယူကြရင်တော့စီဝါတော့တက်မယ်။ဒါပေမဲ့လေပဋိမခမကင်းသောအိမ်တော်ကြီးမျိုးကိုကြုံရလိမ့်မယ်။ဟုတ်ပြီ။တနင်္လာနဲ့တောက်ကြနဲ့ယူကြရင် ော့တဲ့တနင်္လာနေ့တောက်ကြနေယူကြရင်စီးပွားရေးကတော့ဖွံ့ဖြိုးတိုးတက်မယ်ဒါပေမဲ့เนาะအငြင်းမ်းမဲ့အယူအဆမတူလို့ငင်းခုန်နေရတာမျိုးကြုံရတတ်တယ်เนาะနှစ်ယောက်စလုံးကပြောမယ်ဆိုတော့တောမချူချင်းချင်းပဲဒါပေမဲ့တယောက်နဲ့တယောက်လူမျိုးပေါ့သူ့ရဲ့အယူဆကိုကလက်မခံနိုင်ကိုယ့်ရဲ့အယူဆကိုသူကလက်မခံနိုင်အဲ့ဒီလူမျိုးဖြစ်တတ်တယ်စီးပွားတော့တတ်ပါလိမ့်မယ်ကြာသပတေးနဲ့အင်ကယူကြရင်တော့တဲ့ ကြာသပတေးနဲ့အင်္ဂါယူကြရတယ်ဆိုလို့ရှိရင်တော့ချမ်းသာမယ်ရိုးမြေကြပေါင်းဝလိမ့်မယ်နော်ဘာကြောင့်လဲဆိုတော့မိတ်ဖက်လေနော်အင်္ဂါနဲ့တောက်ကြနဲ့ယူကြရင်ကောဒါလည်းအိမ်တော့မိတ်လေအိမ်တော့မိတ်ဖြစ်တဲ့အတွက်ချမ်းသာမယ်နော်ချစ်ချင်းမြတ်တာချစ်ချင်းမြတ်တာနဲ့တယောက်ကိုတယောက် supporting ပေါ့နော်တပန့်ပိုးပြီးတော့မြတ်တာနဲ့ပန့်ပိုးပြီးတော့သွားတဲ့အိမ်တော်ရင်းမျိုးဂျုံရပါလိမ့်မယ် အင်္ဂါနဲ့စနေနဲ့ယူကြရင်တော့အင်္ဂါနဲ့စနေအစပိုင်းမှာပြိပခဖြစ်တယ်နော်သို့တော့နောက်ပိုင်းမှာပြည်လည်မှုရပြီးတော့ခိုင်မြဲသောအိမ်တော်ကြီးဖြစ်နိုင်တယ်စနေနဲ့အင်္ဂါနော်ဒါကကျမတို့နေ့နံကိုပဲပြောတာဖြစ်ပါတယ်နော်ဇာတာကိုတွက်ပြီးမှပြောတယ်ဆိုရင်တော့100%သိကြပါလိမ့်မယ်ဒါတော့နေ့နံနေပဲပြောတာပေါ့နော် တနင်္ဂနွေနေ့အင်္ဂါယူကြရင်ရောတဲ့တနင်္ဂနွေနေ့အင်္ဂါယူကြတယ်ဆိုလို့ရှိရင်တော့တယောက်ကိုတယောက်ညှိမရဘူးအင်္ဂါကလည်းမီးဖြစ်တယ်တနင်္တနင်္ဂနွေကလည်းမီးဖြစ်တဲ့အတွက်နှစ်ယောက်စလုံးလောင်ပြီးတော့နော်အဆင်မပြေဖြစ်တတ်တယ်စီးွားလည်းမဖြစ်ဘူးပေါ့နော်ဒါမျိုးကြုံရတတ်တယ်အင်္ဂါနဲ့ပုတ္တဖူယူကြရင်ရောအင်္ဂါနဲ့ပုတ္တဖူဆိုလို့ရှိရင်တော့နော်ပြောမယ်ဆိုရင်တော့စိတ်ဆင်းရဲရမယ်နော်ပြောမယ်ဆိုရင်စိတ်ဆင်းရဲရတဲ့အိမ်တော်ကြီး မာကိုတော့ကမကင်းတဲ့အိမ်တော်ကြီးဖြစ်ပြီးတော့เนาะချမ်းသာဖို့တိုးတက်ဖို့ အဲ့ဒါမျိုးအချိန်မပေးနိုင်မင်းနဲ့တယောက်ကိုတယောက်ဒေါသသင့်နေတဲ့အိမ်တော်ကြီးမျိုးဖြစ်တတ်တယ်။ကြာတဲ့ပရိနေစနေယူကြရင်ကောအဲ့ဒီလိုပဲတယောက်ကိုတယောက်နော်မချိနဲ့နိုင်တာတွေဟလာကြာတဲ့ပရိကလည်းစနေမချိနဲ့စနေရလည်းကြာတဲ့ပရိကိုမချိနဲ့အဲ့လိုမျိုးမချိနဲ့တဲ့စိတ်တွေနဲ့ဒေါသစိတ်တွေနဲ့ဆိုရင်လူတွေကလေဒေါသထွက်ရင်လူတွေကခွန်အားတွေကုန်တယ်အချိန်လည်းကုန်တယ်နော်အဲ့တော့ကြာတဲ့ပရိနေစနေယူကြရင်အဲ့လိုပဲဒေါသတွေနဲ့အချိန်ကုန်တယ်ခွန်အားကုန်တယ်တယောက်ကိုတယောက် ဘယ်လိုပြောမလဲမချိနဲ့နိုင်လက်မခံနိုင်တာမျိုးနဲ့ပဲဆုံးသွားတတ်တယ်ပေါ့နော်စိတ်မချမ်းဘာမှတော့မဖြစ်ဘူးလို့မြင်ပေမဲ့အတွင်းကျိန်နေတဲ့အိမ်တော်ကြီးမျိုးလည်းဖြစ်နိုင်တယ်ပြဿနာတက်တဲ့အိမ်တော်ကြီးမျိုးလည်းဖြစ်နိုင်တယ်ပြောမယ်ဆိုလို့ရှိရင်တော့ မပေါင်းကောင်းဘူးပေါ့နော်အဲ့လိုပြောလို့ရတယ်နော်တောက်ကြာနဲ့ကြာသပတေးယူကြရင်တော့တောက်ကြာနဲ့ကြာသပတေးကလည်းအဆင်မပြေဘူးစိတ်ဆင်းရဲစရာကြီးတောကမကင်းတဲ့အိမ်ောင်ရင်းမျိုးဂျုံရတတ်တယ်ယောက်ျားကစနေမိန်းမကတနင်္ဂနွေဆိုလို့ရှိရင်တော့အဲ့ဒီအိမ်ောင်ရင်းဟာตายရတယ်တဲ့နော်ယောက်ျားကစနေဖြစ်မဲ့အမျိုးသမီးကတနင်္ဂနွေဖြစ်မဲ့ဆိုရင်တော့ မြဲမယ်အဲ့ဒီအိမ်တော်ဘက်ဟာမြဲမြန်မယ်ตายရမယ်တဲ့เนาะယောက်ျားကဗုဒ္ဓမိန်းမကတနင်းကုန်နေဖြစ်မယ်ဆိုရင်တော့တဲ့စိတ်ချမ်းသာမှုနေပါလိမ့်မယ်တဲ့ယောက်ျားကတနင်းကုန်နေမိန်းမကကြာတပရေးဆိုရင်တော့အိမ်တော်ကြီးအစဉ်ပြေလိမ့်မယ်တဲ့ယောက်ျားကအင်္ဂါမိန်းမကစနေဆိုရင်တော့တဲ့ ပူညံပူညံဖြစ်ပေမဲ့စီးပွားတိုးတက်လိမ့်မယ်ရန်နဲ့ရှင်တော့အိအိမ်အောင်ရေးမျိုးဖြစ်ပေမဲ့စီးပွားတိုးတက်မယ်ပေါ့နော်ဒါကတော့နေနံတွေကိုပြောတာပေါ့နော်အဲ့တော့ပတ်ခတ်ကြရဲဆိုတာကမဟာဘုံမှာဘလို့အကျွေးမဲ့ဖြစ်ဖြစ်နော်ဘင်္ဂါနဲ့ဘင်္ဂါဆိုရင်မယူရဘူးပကတ်မိလို့เนาะဘင်္ဂါနဲ့ဘင်္ဂါဆိုရင်မယူရဘူးပကတ်မိတယ် မရဏနဲ့အဓိပတိဆိုလဲမယူရဘူးเนาะသရိုးသားကအဓိပတိဖြစ်မယ်အမျိုးသမီးကမရဏဖြစ်မယ်ဆိုလဲမယူရဘူးအမျိုးသမီးကအဓိပတိဖြစ်တယ်အမျိုးသားကမရဏဖြစ်တယ်ဆိုလဲမယူရဘူးအထွန်းနဲ့ပုတိမယူရဘူးအထွန်းနဲ့ပုတိနဲ့ဆိုလဲ ပခတ်ကြတယ်เนาะအထွန်းတယောက်ကအထွန်းတယောက်ကပူတီဆိုမယူရဘူးတယောက်ကတိုက်တယောက်ကယာစဆိုလည်းမယူရဘူးတိုက်နဲ့ယာစမယူရဘူးเนาะယူရဲဆိုဘာဖြစ်မလဲလို့ပြောရင်ယူရင်တိုးတက်ဖို့နှောင့်နှေးမယ်เนาะအိမ်တော်ကြီးตายရဖို့ခက်ခဲမယ်နောက်တစ်ချက်ကတော့ကွဲကွာခြင်းနောက်ဆုံးကွဲကွာခြင်းပေါ့เนาะဒါမျိုးဖြစ်စေတတ်တယ်အဲ့တော့ ပခတ်ဟာလဲသူကအိမ်တော်ရင်းမှာတော်တော်လေးကိုသူကဒုက္ခပေးတယ်ပေါ့နော်အဲ့လိုပဲနာမည်ဒီမှာလဲပခတ်ကြအောင်မတွဲရဘူးဥမာနော်မရဏမှာထားပါတော့မရဏသာ နော်မရဏသာဒါပေမဲ့သူကမရဏမရဏသူမရဏမှာစပြီးတော့အဓိပတိမှာဆုံးနေဒါမျိုးဆိုသူမယူပါဥမာတနင်္ဂနွေတနင်္ဂနွေမရဏ နော်တရင်ငွေမရဏမှာဖြစ်တယ်ဟဲ့တနင်္လာအဓိပတိမှာရှိဟလာသူ့ကိုနာမည်ပေးမယ်ဆိုရင်ကျမတို့ကမရဏဖြစ်တဲ့အောင်စလိုက်မယ်ဟလာအဓိပတိဖြစ်တဲ့ကျော်နော်အောင်ကျော်လုံးဝပေးလို့မရဘူးဘာကြောင့်လဲမရဏနဲ့အဓိပတိဖြစ်နေလို့နော်အဲ့တော့ဟိုတနင်္ငွေမရဏတနင်္ငွေဆိုရင်သူ့ရဲ့အထွန်းမှာပါရှိလေဗုဒ္ဓဖူးရှိတယ်အဲ့တော့ကျမတို့ကဗုဒ္ဓဖူးနဲ့တနင်္ငွေနေရလေရံပတ်ဖြစ်တဲ့အတွက်တွဲလို့မရဘူးနော်အဲ့တော့ကျမတို့ကဗုဒ္ဓဖူးနဲ့ ်တနင်္လာနေ့တွဲပေးလို့ရတယ်ဟလာအဲ့တော့လင်းဓာတ်မွင်ဝေးဟလာယောက်ျားလေးဆိုတော့လင်းဟလာဒီအဓိပတိမှာသူ့ရဲ့အဓိပတိမှာ တနင်္လာရှိတယ်အဲ့တော့လင်းလင်းခိုင်တို့လင်းခန့်တို့ဒါမျိုးပြီးလို့ရတယ်ပေါ့เนาะအဲပြောချင်တာကနာမည်မှာလဲပကတ်ကို ဂယုဆိုက်ရတယ်เนาะမရဏနဲ့အဓိပတိဆိုရင်ပခတ်ကြတယ်အထွန်းနဲ့ပုတိဆိုရင်ပခတ်ကြတယ်တိုက်နဲ့ရာဇဆိုရင်ပခတ်ကြတယ်ဘင်္ဂနဲ့ဘင်္ဂဆိုရင်ပခတ်ကြတယ်အဲ့ဒီပခတ်ကြတဲ့ဟာတွေကိုကျမတို့ကအထူးဂယုဆိုက်ရတယ်ဘာဖြစ်လို့လဲလို့ပြောရင်နံပါတ်1ကတိုးတက်မှုနေတယ်တိုးတက်မှုမဖြစ်နိုင်ဘူးပေါ့နော်နောက်တစ်ခုကချမ်းမြေ့မှုနေတယ်နောက်တစ်ခုကခိုင်မြဲမှု နည်းတယ်ပေါ့နော်ဒါကြောင့်ပါအဲ့တော့ကျမပြောချင်တာကနော်နေနံနေမှာကျမတို့ဂယုဆာမယ်နေနံနေရှိတယ်เนาะဒါလည်းဘေးရင်တန်တန်းမှာတော့ပြောထားပြီးဖြစ်တယ်เนาะဥမာဆိုရင်เนาะကျမတို့ဘေးရင်တန်တန်းမှာလည်းပြောထားပြီးဖြစ်တယ်ဘလို့နေနံသားတွေရတော့ကျမတို့မယူရဘူးဟလာเนาะအဲအဲ့လိုပဲเนาะအခုပခက်မိတဲ့နေနံသားတွေเนาะပခက်မိတဲ့နေနံသားတွေလည်းဒါမယူသင့်ဘူးမယူရဘူးပေါ့เนาะဒါမျိုး ြောကြတယ်ဒါကတော့နော်နေနံနဲ့ပကတ်ပေါ်မှာကြည့်ပြီးတော့ပြောတာဟုတ်ဘူးတယောက်နဲ့တယောက်ဇာတာစစ်မယ်ဇာတာကိုတိုက်ပြီးတော့နော်ယူသိမယူသိဒါဇာတာကိုတယောက်ရဲ့ဇာတာနဲ့တယောက်ရဲ့ဇာတာနဲ့တိုက်ပြီးတော့နော်စစ်ဆေးပြီးမှယူသိမယူသိဆုံးဖြတ်တာသိတယ်နော်ဟာတယောက်ကဇာတိတယောက်ကစနေဖြစ်တယ်စနေဇာတိမတည့်ဘူးမယူနဲ့အဲ့လိုပြောလို့မရဘူးနော်တယောက်ရဲ့ဇာတာနဲ့တယောက်ရဲ့ဇာတာနဲ့ကို သေးသေးချာချာစစ်ဆေးပါစစ်ဆေးပြီးမှယူပါเนาะကျမကတော့အဲ့လိုမျိုးမြစ်တာနဲ့တိုက်တွန်းခြင်းနဲ့အိမ်အောင်ပြုတ်တယ်ဆိုတာကမလွယ်ပါဘူးအိမ်အောင်ပြုတ်ပြီးရင်အဲ့ဒီအိမ်အောင်ကြီးတိုးတက်ဖို့ဆိုတာလည်းမလွယ်သလိုအဲ့ဒီအိမ်အောင်ကြီးခိုင်မြဲဖို့ဆိုတာလေမလွယ်ပါဘူးအဲ့တော့မလွယ်တဲ့ကိစ္စတွေဖြစ်တဲ့အတွက်ကျမတို့ကဗေဒင်လေးပါလေးတိတိချာချာမေးပြီးမှเนาะအိမ်အောင်ပြူလာတော့ပို့ပြီးတော့ ကောင်းပါလေလို့ကျွန်မအကြံပြုချင်ပါတယ်။တချို့ကရှိတယ်လေဟာငါတို့ယူလာပဲဘာဖြစ်လဲတယောက်ကိုတယောက်နားလည်ပြီးတာဖြစ်နေတဲ့အချိန်မှာတော့တယောက်ကိုတယောက်လူတိုင်းကနားလည်နိုင်တယ်။ဒါပေမဲ့ဒီလူတယောက်နဲ့ဒီလူတယောက်တစ်သက်လုံးပဲဒီလူကြီးအမြဲတမ်းချစ်နေလိမ့်မယ်လို့တော့မယူဆပါနဲ့နော်။အဲ့တော့ကျွန်မပြောချင်တာကစောတုန်းကနိနန်နဲ့နိနန်သားတွေအချင်းချင်းပြောတယ်ပကတ်မိတာပြောတယ်။အဲ့နိနန်သားနဲ့ပကတ်မိုံနဲ့ဆုံးဖြတ်လို့မရသေးပါဘူး။ယူမယ်ဆိုရင် သရုသားရဲ့ဇာတာသရုသမီးရဲ့ဇာတာနှစ်ယောက်ရဲ့ဇာတာကိုတိတိချာချာတိုက်ကြည့်ပြီးမှယူပါလို့ကျွန်မမြစ်တာနဲ့တိုက်တွန်းပါတယ်။ဘေးရင်ဆရာလုံမဲ့သူတွေကတော့ဒီအချက်တွေကိုသိဖို့လိုပါတယ်။ဘာကြောင့်လဲကိုရှိမှဘေးရင်လာမေးတာပဲဖြစ်ဖြစ်နော်။ခုမှဘေးရင်လာမင်းလဲကိုကဒါလေးတိုက်ရမယ်ဘေးဇာတာတွေကိုလည်းကိုကတိုက်ရမယ်နိနံတွေကိုလည်းကိုကတိုက်ရမယ်ပက္ခမိနေသလားမနိမမိဘူးလားဆိုလဲဘေးရင်ဆရာတိုက်ပေးရမယ်ပေါ့နော်။အဲ့တော့ ဘေးတင်တွက်တဲ့လူတွေကတော့ဒီဟာတွေကိုတော့မဖြစ်မနေသိဖို့လိုအပ်ပါတယ်ပြန်ဆုံပါမယ်เนาะ